အတွေ့အကြုံဆိုတာဘာလဲအတွေ့အကြုံဆိုတာရိုးရှင်းတဲ့စကလုံးတစ်လုံးဖြစ်ပေမဲ့ဒီစကလုံးထဲမှာကျွန်တော်ရဲ့ဘဝတစ်ခုလုံးအတိတ်ကာလပြစ္ဆုတ်ပံကာလနဲ့အနာဂတ်ကာလတွေအတွက်အလွန်တန်ဖိုးရှိတဲ့အနှစ်သာရတွေပါဝင်နေပါတယ်အတွေ့အကြုံဆိုတာကျွန်တော်ရဲ့နေ့စဉ်ဘဝမှာဖြစ်တန်းခဲ့ရတဲ့အဖြစ်ပြန်ခံစားချက်စိန်ခေါ်မှုနဲ့ရယူခဲ့တဲ့သင်ခန်းစာတွေရဲ့စုပေါင်းရက်လက်ပဲဖြစ်ပါတယ် ။တနည်းအားဖြင့်ပြောရင် ကျွန်တော်တို့ကိုကျွန်တော်တို့ဖြစ်လာစေတဲ့အရာအားလုံးရဲ့မှတ်တမ်းလည်းဖြစ်ပါရဲ့။အချိန်တွေကြာလာတဲ့အမျှစူဆောင်းမိတဲ့အသိပညာ၊ကျွမ်းကျင်မှုနဲ့စိတ်ပိုင်းဆိုင်ရာရင်ကျက်မှုတွေရဲ့တူလောင်ယုံကြည်တစ်ခုလို့လည်းတင်စားခေါ်ဝေါ်နိုင်ပါရဲ့။အတွေ့အကြုံဟာရေဆက်ကလေးတွေစုပေါင်းပြီးမြစ်တစင်းဖြစ်လာတယ်လို့ပါပဲ။လူတူးချင်းစီဖြတ်တန်းလာရတဲ့အချိန်နေရာအခြေအနေအတီးတီးကနေရရှိလာတဲ့ဘုဟုတုတကျွမ်းကျင်မှုနဲ့နားလည်နိုင်စွမ်းတွေကိုပေါင်းဆက်ထားတာဖြစ်ပါတယ်။ အတွေ့အကြုံကိုအတူတူလောက်တဲ့လှုပ်ဆောင်မှုနဲ့စဉ်းစားဆင်ခြင်မှုဆိုတဲ့အစိတ်ပိုင်းတစ်ခုနဲ့ဖွဲ့စည်းထားတယ်လို့ပြောနိုင်ပါတယ်။လှုပ်ဆောင်မှုဆိုတာတကယ်တမ်းလက်တွေ့လှုပ်ကြည့်တာခြေလန်းဆလန်းတာစံတက်တာတွေကိုဆူလိုပါတယ်။ဒါပေမဲ့အဲ့ဒီလိုလှုပ်ဆောင်ပြီးတဲ့အခါမှာငါဘာလှုပ်လိုက်တာလဲ။ဘာတွေဖြစ်ခဲ့လဲ။ဘာကြောင့်အဲ့ဒီလိုဖြစ်ရသလဲဆိုပြီးကိုယ့်ကိုယ်ကိုပြန်လဲမေးခွန်းတုပ်ပြီးစဉ်ကျင်သုံးသပ်လိုက်မှသာစဉ်မှန်တဲ့အတွေ့အကြုံဖြစ်ပြောင်းလဲသွားတာဖြစ်ပါတယ်။ ်ဆင်ခြင်တုံ့တက်မှုမရှိရင်အဲ့ဒီအဖြစ်ပြက်တွေဟာကျွန်တော်တို့မဉဏ်ကျဲမှာဖျက်သန်းသွားတဲ့ဖြစ်ရတတ်တတ်ပဲဖြစ်ပြီးကျွန်တော်တို့အတွက်တန်ဖိုးရှိတဲ့သင်ခန်းစာတစ်ခုဖြစ်ကျန်ရည်မှာမဟုတ်ပါဘူးအရာတစ်ခုကိုအခါတရာလှုပ်ယုံတဲ့အတွေ့အကြုံတရာရတာမဟုတ်ပဲလှုပ်ဆောင်ပြီးတဲ့နောက်တရားချင်းတတိုင်းဆင်ခြင်တုံ့တက်မှသာစစ်မှန်တဲ့အတွေ့အကြုံကိုရရှိတယ်ဆိုတာကိုကျွန်တော်တို့တတိပြုသင့်ပါတယ်ကျွန်တော်တို့အတွေ့အကြုံကိုဘယ်ကနေရယူလဲဆိုတဲ့အခါမှာအဓိကအဖြစ်နှမျိုးခွဲခြားနိုင်ပါတယ် ပါမတ်ကူကကိုတွေ့အတွေ့အကြုံဖြစ်ပြီးဒါကျွန်တော်တို့ကိုယ်တိုင် ပါဝင်လှုပ်ဆောင်ခဲ့တယ်။ဒါမှမဟုတ်ကိုယ်တိုင်ခံစားခဲ့ရတဲ့အရာတွေပါ။မိဖုကိုကင်မိလို့ပူမန်တိသွားတာမျိုးဒါမှမဟုတ်စာမေးပွဲကိုကိုယ်တိုင်စူးစမ်းဖြေဆိုပြီးမှအောင်မြင်မှုရဲ့အရာတာကိုသိရှိလိုက်တာမျိုးဖြစ်ပါတယ်။ဒီအတွေ့အကြုံတွေဟာကျွန်တော်တို့ရဲ့စိတ်ထဲမှာအနဲ့ရှိုင်းဆုံးဆွဲထင်ကြံရစ်တတ်ပြီးဘယ်တော့မှမေ့ပြောက်ဖို့မလွယ်ပါဘူး။ ။ဘာကြောင့်လဲဆိုတော့စိတ်ခံစားမှု၊ရုပ်ပိုင်းဆိုင်ရာခံစားမှုနဲ့လက်တွေ့လှုပ်ဆောင်မှုစတဲ့အရာအလုံးပါဝင်နေလို့ပါပဲ။ဒုတိယတစ်ခုကတော့တွေဝိုက်တော့အတွေ့အကြုံလို့ခေါ်နိုင်ပါတယ်။ဒါစာအုပ်တွေဖတ်လို့ရတာ၊သူများပြောတာကိုနားထောင်လို့သိရတာ၊ဒါမှမဟုတ်ရုပ်ရှင်ကြည့်လို့နားလည်လာတာမျိုးဖြစ်ပါတယ်။ဥပမာစစ်မဲ့အကြောင်းစာအုပ်ဖတ်ခြင်းအဖြစ်စစ်ပွဲရဲ့အကြောင်းမဲ့ဖွယ်ရာတွေကိုကိုယ်တိုင်မကြုံရဘဲနဲ့နားလည်ခံစားမိတာမျိုးပေါ့။ ဒါပေမဲ့တက်ကြီးရွယ်ကိုသူရဲ့ဘဝဖြတ်တန်းမှုအတွေ့အကြုံတွေကိုနားထောင်ခြင်းအဖြစ်ရှစ်စရှောင်းရမယ့်လမ်းအတွက်အကြံဉာဏ်တွေရယူနိုင်တာမျိုးဖြစ်ပါတယ်။တွေ့ဝိုက်တဲ့အတွေ့အကြုံတွေဟာကျွန်တော်တို့ကိုအချိန်ကုန်တက်တာစေပြီးအန္တရာယ်ရှိတဲ့အခြေအနေတွေကိုရှောင်ရှားနိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်နိုင်စေပါတယ်။စစ်မှန်တဲ့ပညာရှိတယောက်ဟာဒီကိုတွေ့နဲ့တွေ့ဝိုက်တဲ့အတွေ့အကြုံတွေမျိုးစလုံးကိုပေါင်းစပ်ပြီးဘဝကိုဖြတ်တန်းလေးရှိပါတယ်။ အတွေ့အကြုံရဲ့အရေးကြီးဆုံးခန်းကဏ္ဍကတော့ဆရာတူလို့သင်ကြားပေးနိုင်တာပဲဖြစ်ပါတယ်။လူတိုင်းကအမားတွေလုံမိတတ်ကြပါတယ်။တကယ်တော့အမားလုံတယ်ဆိုတာမရှက်သင့်တဲ့ကိစ္စပါ။အဲ့ဒီအမားကနေဘာသင်ခန်းစာယူမလဲဆိုတာသာအရေးကြီးပါတယ်။အတွေ့အကြုံဆိုတာအဲ့ဒီအမားတွေထဲမှာဝက်ထားတဲ့သင်ခန်းစာယတနာတွေပဲဖြစ်ပါတယ်။ဘယ်เจ้าမှမှသင်ကြားလို့မရတဲ့ဘယ်စာအုပ်ထဲမှမှအတိအကျဖော်ပြထားခြင်းမရှိတဲ့ လက်တွေ့ဘဝရဲ့နဲ့နဲတဲ့ပညာရက်တွေကိုကျွန်တော်တို့ကိုအတွေ့အကြုံကသင်ပေးပါတယ်စိတ်ရှိတီးခံမှုပြေတနာဖြည့်ရှင်းနိုင်စွမ်းအဖွဲစည်းနဲ့လောက်ကင်နိုင်တဲ့စွမ်းရည်စာရတွေဟာစာတွေ့တင်ယူရတာချက်ကိုယ်တိုင်ကြုံတွေ့ရတဲ့အတွေ့အကြုံတွေကနေပုံမခိုင်မာစွာရရှိလာတာဖြစ်ပါတယ်အခက်ခဲနဲ့ကြရှုံမှုတွေကနေရရှိတဲ့အတွေ့အကြုံဟာလူတယောက်ရဲ့ခန္ဓာရည်အားကိုတိဆောက်ပေးပါတယ်လဲကြသွားတဲ့အခါပြန်ထဖို့နာကျင်တဲ့အခါခံစားဖို့ ဒါပေမဲ့စိတ်ဓာတ်မကျပဲရှေ့ဆက်ဖို့အတွက်သင်ပေးတာအသွေးကြောင်ရဲ့အစွမ်းပဲဖြစ်ပါတယ်။ပညာရှင်တွေပြောသလိုပါပဲအသွေးကြောင်ဟာပညာရဲ့မိခင်ဖြစ်ပါတယ်။ကျွန်တော်တို့အသက်ရှင်သမျှကာလပတ်လုံးအသွေးကြောင်တည်တူကိုရယူနေရအောင်မှဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကဘာကြီးဟာအမြဲတမ်းပြောင်းလဲနေပြီးကျွန်တော်တို့ရဲ့အသိပညာကျွမ်းကျင်မှုတွေလည်းအမြဲတမ်းပြောင်းလဲနေဖို့လိုအပ်လို့ပါပဲ။ အတွေ့အကြုံဟောင်းတွေကနေရလာတဲ့ပညာကိုအတွေ့အကြုံတိတွေနဲ့ပေါင်းစပ်လိုက်မှသာကျွန်တော်တို့ဟာဒီပြောင်းလဲနေတဲ့ခေတ်ကြီးမှာရှင်သန်နိုင်မှာဖြစ်ပါတယ်။အတွေ့အကြုံတွေဟာကျွန်တော်ရဲ့ဘဝကိုပုံဖော်ပေးပါတယ်။ကျွန်တော်ရဲ့အရေးချင်းတွေကိုတိုးသက်စေပါတယ်။အလုပ်တစ်ခုမှာနှစ်ပေါင်းများစွာလုပ်ကင်ခဲ့တဲ့အတွေ့အကြုံဟာသူသူကိုကျွမ်းကျင်သူသူဖြစ်စေပါတယ်။ခီးတွေအများကြီးတွားခဲ့တဲ့အတွေ့အကြုံဟာသူတို့ရဲ့စိတ်ကိုဖွင့်လင်းစေပြီးကဘာကြီးကိုပုံမနားလဲလာစေပါတယ်။ ကျွန်တော်တို့ဆုံးဖြတ်ချက်ချတဲ့အခါတိုင်းမှာအတိတ်ကရရှိခဲ့တဲ့အတွေ့အကြုံတွေကိုပြန်လည်ဆန်းစစ်ကြည့်ပြီးမှပုံမမှန်ကန်တဲ့ရွေးချယ်မှုတွေကိုလုံနိုင်စွမ်းရှိလာပါတယ်။ကျွန်တော်တို့ရဲ့ကိုယ်ရည်ကိုယ်သွေးကျွန်တော်တို့ရဲ့တန်ဖိုးထားမှုတွေကျွန်တော်တို့ရဲ့ကဘာကြီးကိုမြင်တဲ့ပုံစံအားလုံးဟာကျွန်တော်တို့ဖြတ်တန်းလာတဲ့အတွေ့အကြုံများစွာရဲ့ရလဒ်တွေပဲဖြစ်ပါတယ်။အတွေ့အကြုံရှိတဲ့သူတွေရဲ့ပြောစကားအကြံပြုချက်တွေကိုကျွန်တော်တို့လေးစားသင့်ပါတယ်။ ။ဘာကြောင့်လဲဆိုတော့သူတို့ကကျွန်တော်တို့မကြုံတွေ့ရသေးတဲ့လမ်းတွေကိုရှောက်ပူပြီးသားမလို့ကျွန်တော်တို့အတွက်မြေပုံကောင်းတစ်ခုပေးနိုင်စွမ်းရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်လည်းအတွေ့အကြုံတွေကိုစွန့်စားရှာဖွေဖို့ဝန်မလေးသင့်ပါဘူး။ဘာကြောင့်လဲဆိုတော့သူများရဲ့အတွေ့အကြုံဟာကျွန်တော်တို့အတွက်လမ်းပြမြေပုံကောင်းတစ်ခုဖြစ်ပေမဲ့ကိုကြည့်တော့ပေါ့ကိုရက်ပြီး80ရှောင်းမှသာကျွန်တော်တို့ရဲ့ကိုပိုင်ဘဝကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။လူတယောက်ရဲ့ဘဝစိန်ခေါ်မှုတွေကိုရင်ဆိုင်ခြင်းအမားတွေကိုလက်ခံခြင်း အဲ့ဒီအမားတွေထဲကနေတင်ယူခြင်းဆိုတဲ့အတွေ့အကြုံဆက်ဝန်းတစ်ခုကိုအမြဲတမ်းလဲပက်နေတာပဲဖြစ်ပါတယ်။နေကောင်ချုပ်အနေနဲ့ပြောရရင်အတွေ့အကြုံဆိုတာတန်ဖိုးဖြတ်လို့မရတဲ့ဘဝရဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။အဲ့ဒါကျွန်တော်တို့ရဲ့စာဟုဆိုင်ရာဘူးတုဒ္ဒါကိုလက်တွေ့ဘဝရဲ့ဉာဏ်ပညာဖြစ်ပြောင်းလဲပေးနိုင်တဲ့မော်ဆန်တဲ့အစွမ်းတက်သည့်လည်းဖြစ်ပါတယ်။ ဒါကြောင့်ဒီနေ့အစပြီးနေ့ရက်တိုင်းကိုတန်ဖိုးရှိရဲ့အတွေ့အကြုံတစ်တခုခုရယူနိုင်ဖို့အတွက်စိတ်အားထက်သန်စွာ နေထိုင်သွားကြပါစို့လို့တိုက်တွန်းရင်းနှိကုံချုပ်လိုက်ရပါတယ်။ဒီနေ့အကြောင်းအရာလေးကနေအားလုံးအတွက်တန်ဖိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ထားပေးဖို့လည်းတောင်းဆိုပါတယ်။အဆုံးသင့်နားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်နေ့တွေမှာပြန်ဆောင်ကြပါမယ်။